ဒေါလာပြီး United ရဲ့ဒီယာစီစွမ်းဆောင်ရည်ကိုတုံးသက်ကြည့်ကြရအောင်။ယာစီစကဒေါ်လေးတိုင်းပတ်ခဲ့ပေမဲ့လက်ရှိချိန်မှာနောက်ဆုံး၅ပွဲဆက်မရှုံးသေးတဲ့ United ရဲ့ခြေစွမ်းတက်လာမှုကတော့အမခန်းပါပဲ။ဆိုတော့ချီချူးတဲ့အတင်းမျိုးကိုချီချူးဖို့ထိုက်တန်ပြီးတော့ United ရဲ့ဒီယာစီချင်းတွေကိုကျွန်တော်တို့တစ်ချက်လောက်ဆွေးနွေးကြည့်ကြရအောင်ပါ။ဒီယာစီရဲ့အကောင်းဆုံးကစားမကတော့ Brian Ambumo ဖြစ်နိုင်ပေမဲ့ Matthias Delic ကတော့ပိုပြီးထိုက်တန်နေပါလိမ့်။သူကခန်းစီရဲ့လယ်ဘိုးမှာခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပြီးတော့ဒီယာစီမှာပွဲတိုင်းကိုအစားဆုံးကစားထားပါလိမ့်။ရတဲ့လက်ရှိယာစီရဲ့အကောင်းဆုံးခေါ်မှုကတော့ Brian Ambumo ကိုပေးပါမယ်။ ညတကသူ့ကိုခေါ်ယူတော့ကအပြောင်းရွှေ့ဈေးကွက်မှာအောင်မြင်ဆုံးဖြစ်လာမယ်ဆိုတာထင်ရှားလွန်ပြီးတော့သူက United ပြည်သက်တွေကိုစိတ်ပြအောင်မလုပ်ခဲ့ပါဘူး။ဒီရသည်ရဲ့အကောင်းဆုံးပွဲကတော့ Arsenal နဲ့ပွဲဖြစ်ပြီးတော့ဒီပွဲမှာ United တို့တကယ်လို့မှကောင်းခဲ့ပါတယ်။ Brighton နဲ့ပွဲရဲ့ပထမမိနစ်90ကလည်းအထင်ကြီးစရာကောင်းခဲ့ပါတယ်။ဒါပေမဲ့ Sunderland ကိုလည်းဒူးစီနဲ့နိုင်ရရှိခဲ့တဲ့ပွဲကတော့ဘတ်ဆုံပြေးသွားတဲ့ဆွမ်းဆောင်ကြီးနဲ့တက်တောင့်တက်တာနိုင်ရခဲ့တဲ့ပွဲမျိုးဖြစ်ပါတယ်။မြန်မာထားအထက်ပိုကောင်းတဲ့ကစားမအတွက်ကတော့အဖြေတစ်ခုပဲရှိပါတယ်။ ဒါတော့ကက်စမဲရိုဖြစ်ပါတယ်။ရတဲ့ပရိသတ်တွေဟာကက်စမဲရိုကိုသူ့ရဲ့စွမ်းစာကုံဆုံးနေပြီးပြီးဆုံးသွားပြီလို့ထင်ခဲ့ကြပေမဲ့အခုဆိုရင်သူက United ရဲ့ရေကြီးဆုံးကစားမတွေထဲကတယောက်ဖြစ်နေပါတယ်။ဒီရာသီမှာပေးကို20ပေးခဲ့ရပြီးတော့15ကိုလောက်ကကက်စမဲရိုကွင်းထဲမှာမရှိနေတော့ပြလိုက်ရတာဖြစ်ပါတယ်။ကက်စမဲရိုကွင်းထဲမှာရှိနေစင်မှာတော့ပေးကိုနေခဲ့တာဖြစ်ပါတယ်။ အထူးထက်ဆုံးကစားမကတော့မေဆန်မောင်းကိုရွေးချယ်လို့ရပြီးတော့ဒီအသီမှာရန်ကန်ကောင်းခဲ့ပါတယ်။ဒါပေမဲ့တကယ်ရွေးချယ်ရရင်မတ်တီးယပ်ဒီလေးကိုတော့ကြောင်းနိုင်မှာမဟုတ်ပါဘူး။ဒီလေးအတင်းကိုရောက်စားကပထမယာသီမှာလည်းတင့်တင့်မိမိဒီယာသီမှာတော့အခြားအဆင့်တစ်ခုကိုတက်လန်းသွားခဲ့ပြီးတော့ပရီးမီယာလိရဲ့အကောင်းဆုံးနောက်ခံလူတွေကတယောက်ဖြစ်လာပါတယ်။အကြီးမားဆုံးတိုးတက်မှု area ကတော့ထင်ရှားပါတယ်တိုက်စစ်ပါပဲလက်ရှိမှာ United ကလီယက်ဆိုးဆုံးတိုက်စစ်တွေကနေအကောင်းဆုံးတိုက်စစ်တွေကတစ်ခုစီကိုပြောင်းလဲနိုင်ခဲ့ပါတယ်ဒီတိုက်စစ်အတွက်ပေါင်တန်း100ကျော်သုံးဆွဲခဲ့တာဖြစ်လို့အန်ဟောစရာတော့မဟုတ်ပါဘူးဒီကအနေချက်ကတော့ကွင်းလယ်လူအင်အားချိုးတက်မှုဖြစ်ပါတယ် ခုချိန်မှာဘရူနိုဖာနန်ဒက်စ်နဲ့ကက်စမဲရိုတို့ကွင်းလယ်တွဲကနေကောင်းမွန်တဲ့ရလဒ်တွေရရှိနေပါပြီ။ဝဇာလဲလိုက်တာနဲ့ကက်စမဲရိုကွင်းလယ်ကနေထွက်သွားတာနဲ့အရာကရှုပ်ထွေးသွားပါပြီ။ဒီရာသီရဲ့အကောင်းဆုံးဂိုးကိုတော့အရေးပါပုံရတွက်မယ်ဆိုရင်လီဘောက်ရဲ့ပွဲကဟယ်ရီမကွာယာရဲ့ဂိုးဖြစ်ရမှာပါ။ဒီသေးရဆိုရင်တော့ Northern Forest နဲ့ပွဲကအာမရဲ့ကိုဖြစ်ပါလိမ့်။အာမရဆုံးကစားမကတော့ Patrick Dorgo ကိုယူလိုက်ပါမယ်။သူကပြေဝပြပြစုံတဲ့ကစားမတစ်ယောက်ဖြစ်လာဖို့လမ်းကြောင်းရှည်လျားစွာတွားရအောင်ပါပါ။ဒါပြင် Dorgo ကလက်ရှိမှာဝေဖန်မှုတွေလည်းခံနေရပြီးတော့အရေးဝေဖန်မှုတွေကြားကနေတက်တည်ပြဖို့တော့လိုအပ်နေပါပြီ။